ဆိုဗီယက်တစ်စိမ်ကိုအတန်တရာတန်လက်စွပ်နဲ့တင်တောင်းခွင့်တောင်းခဲ့တဲ့ဟျူရန်တိုမီတာဆိုရင်အမကန်ပိုင်ဆိုင်မှုများအောင်မဲမီလာပါရှင်တရက်ပိုင်အတွဲဆိုရှယ်မီဒီယာကိုဖွင့်လိုက်တာနဲ့ဟျူရန်ရဲ့ဆိုဗီယက်တစ်စိမ်တို့ရဲ့ရိုမက်တစ်ဆန်ဆန်လက်ထက်ခွင့်တောင်းတဲ့တဲ့တွေရပဲအပြည့်နေရာယူထားတာကိုအလုံးမြင်တွေ့ကြမှာပါနော်နင်းတဲ့ခြေပေးအနုပညာမနမရီပါလို့ညင်ဆိုခဲ့ပြီးမှအခုလိုပြိတ္တရီတမတ်မချတဲ့အချိန်မှာပွဲကြည့်ပွဲကောင်းတဲ့ပရိုပိုးဆလုပ်ခဲ့တာကတကယ်ကိုပြောစရာတရမှာပဲ ဒါပေမဲ့ဒီတွေမှာလူတွေအများဆုံးအာယုံဆိုင်မြေကြတာကတော့ဟင်းဝီရဲ့ကဆိုပြတဲ့စဉ်ကိုလက်ထက်ခွဲတောင်းခဲ့တဲ့လက်ဆွေရဲ့တမူပါပဲ။သူတို့ရဲ့အားဒီလက်ဆွေဟာမြန်မာ့ငွေကြတန်းတရာကျော်တမူရှိရလို့ဆိုကြသလိုဒူဘိုင်းရနေအထူးမှယူပြလုပ်ထားပြီးကမ္ဘာအကောင်ဆုံးဗတ်တမားနဲ့အာဖရိကဘဏ်ရောင်စိန်တို့ပေါင်းစပ်ထားတာကြောင့်အမေရိကန်ဒေါ်လာတန်းတဲ့ချေတမူရှိပါရယ်။မြန်မာငွေနဲ့ဆိုရင်3000တောင်း ဝီလီယံချီတန်ဖိုးရှိရယ်ဆိုပြီးပြောဆိုနေကြတာကတော့အလုံးအားသိစေခဲ့ပါတယ်ကဲဒီလိုတမိုးကြီးမရဲလက်စွပ်တကွေကိုအလဲတကွေလက်ဆောင်ပေးနိုင်တဲ့ဟင်းဝီယန်တို့မီတာဆိုရဲ့နောက်ကန်စီဝိုင်းအင်ပါယာကဘလောက်ထိချီမခိုင်ပါလဲဆိုတာကိုဒီနေ့ကျွန်မကအထူးပြပြပေးသွားချင်ပါတယ်။ဟင်းဝီယန်ရဲ့ဖခင်ဖြစ်သူကတော့ဦးဝင်းကိုဖြစ်ပြီးမြန်မာနိုင်ငံရဲ့ထိတ်တန်ဆောက်လုပ်ရေးလုပ်ငန်းရှင်ကြီးတူဖြစ်ပါတယ်။သူရဲ့ဆောက်လုပ်ရေးကုမ္ပဏီဟာနိုင်ငံတွင်းမှာနာမည်ကြီး project များစွာကိုတာဝန်ယူတည်ဆောက်နေတဲ့ကုမ္ပဏီကြီးတစ်ခုပါ။ ဆောက်လျေလုပ်ငန်းဆိုတာနိုင်ငံတကာနိုင်ငံရဲ့အခြေခံအဆောက်အအုံကြွယ်ရောစီးပွားရေးကြပါအလွန်အရေးပါပြီးယင်းနေမြုံနယ်မှုပမာဏအလွန်ကြီးမားတဲ့လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ဒီလိုလုပ်ငန်းကြီးကိုဦးစီးနေတဲ့တတိယကြီးသူရဲ့သားဖြစ်တာကြောင့်ရေဝင်ရဲ့ကြွယ်ဝမှုဟာအမှုပညာကြီးတစ်ခုတွေကလာတာမဟုတ်ပဲခိုင်မာတဲ့မိသားစုစီးပွားရေးနောက်ခံရှိတယ်ဆိုတာထင်ရှားပါတယ်။သူရဲ့မိခင်ဒေါ်ဆန်ဆန်ဝင်းရလည်းအမှုပညာနဲ့စိတ်နဲ့တူတယောက်မဟုတ်ပါဘူး။ တချိန်ကမြမဗီဒီယိုလောကကိုဦးဆောင်ခဲ့တဲ့မန်ထက်ချေရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေးရဲ့ပိုင်ရှင်ဖြစ်ပါတယ်။ဟေးဝီယန် ကိုရိုင်းပါဝင်တူဆောင်ခဲ့တဲ့စကားပေါင်းများစွာကိုဒီထုတ်လုပ်ရေးကပဲရိုက်ကူထုတ်လုပ်ခဲ့တာပါ။အောင်မြင်တဲ့ထုတ်လုပ်ရေးပိုင်ရှင်တရားဖြစ်တာကြောင့်အနုပညာလောကမှာလည်းသူတို့မိသားစုရဲ့ဩဇာလွှမ်းမိုးမှုနဲ့စီဝါရဲ့ခြေနေကတောက်တင်ခိုင်မာတယ်ဆိုတာသိထားပါတယ်။ဒီလုပ်ငန်းကြီးနှစ်ခုအပြင်ဟင်းဝီယန်တို့မိသားစုဟာကြကြသောစီဝါရေးလုပ်ငန်းများစွာကိုလည်းပိုင်ဆိုင်ထားပါသေးတယ်။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့အကြီးအကဲပုံကိုတူကိုဖြစ်တဲ့ရာဘာလုပ်ငန်းမလေးကြီးမားတဲ့ယင်းနေမြုပ်နယ်မှုတွေပြုလုပ်ထားပြီးဧကပေါင်းများစွာခြေဝန်းတဲ့ရာဘာခြံတွေကိုပိုင်ဆိုင်ထားလို့လည်းသိရပါတယ်။ဒီလိုဆောက်လုပ်ရေးမီဒီယာနဲ့စိုက်ပျိုးရေးကဏ္ဍတွေမှာပါလုပ်ငန်းတွေခွဲပြီးယင်းနေမြုပ်နယ်ထားတာကြောင့်သူတို့မိသားစုရဲ့စီးပွားရေးအင်ပါယာဟာအလွန်တည်ငြိမ်ပြီးခိုင်မာတယ်လို့ဆိုရမှာပါ။ဒီလိုခိုင်မာတဲ့မိသားစုစေဝါးရေးအင်ပါယာကိုနောက်ခံကြပြီး ကြည်တည်လာတဲ့ဟေဝီယာချက်တော့သူရဲ့တကူတီတော်ချက်တူဖြစ်တဲ့ဆိုဗီယက်တစိန်ကိုချက်မှုထားတဲ့နေနဲ့ဒီလိုဒေါ်လာတန်းချီတန်းတဲ့လက်စွပ်နဲ့တင်တောင်းခွင့်တောင်းတာဟာမဆန်ဘူးလို့တော့ဆိုနိုင်ပါတယ်။ပိတ်သက်တို့ရောဘလို့မြင်ကြပါသလဲ။အနုပညာရှက်တယောက်ရဲ့အောင်မြင်မှုနောက်ကွယ်မှာဒီလိုအင်အားကြီးမာတဲ့မိသားစုစီးပွားရေးလုပ်ငန်းတွေရှိနေတာကသူရဲ့အနုပညာလမ်းကြောင်းကိုဘလို့ဒီအချောက်ကိုပြုတ်နိုင်မယ်လို့ထင်ပါသလဲ။ဒီအကြောင်းရနဲ့ပတ်သက်ပြီးကိုယ့်ရဲ့အမြင်လေးကိုကော်မမဝေရောက်ဆွေးနွေးပြပါအောင်ရှင်။ ဟုတ်ကဲ့ပါရေဒီလေးတက်ဆက်ပေးသွားတဲ့အကြောင်းလေးကတော့ဒီလောက်ပါပဲရှင်။နောက်ထပ်လည်းပရိသတ်တွေအတွက်စေဝန်စားဖို့ရဆယ်လီနုပညာရှင်တွေအကြောင်းများကိုချင်းညက်တွင်ညက်တက်ဆက်ပြီးမှဖြစ်လို့အတိတ်တော်ဗီရီတင်နိုင်မလို့တန်းသိရှိနိုင်ဖို့အတွက်ဘေးနာချက်ပြီးခေါင်းလေးကိုလည်းနေထားပေးကြပါရှင်။အစောတည်းအားဖြင့်ကြီးစုမှုတွေလည်းကျေးဇူးအများကြီးတင်ပါတယ်။